ီနေ့နိုဝင်ဘာလ10ရက်နေ့ည9:00နာရီအချိန်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့မဲရလက်တွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီလိုထုတ်ပြန်ကြေညာခဲ့ရမှာတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်48နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေရာ40မှာအနိုင်ရရှိခဲ့ပြီးပြည်တော်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက9နေရာမှာအနိုင်ရရှိခဲ့ကကရင်ပြည်သူ့ပါတီကတော့10နေရာမှာအနိုင်ရရှိခဲ့တာကိုတွေ့ရပါတယ်။ဘကိုးတိုင်းဒေသကြီးဒေဗရန်တေဘုခေမောင်ရဲ့ မြို့သားဒီမိုကရေစီဖွဲ့ချုပ်2953မဲ့အခုတိုင်းဒေသကြီးသနပ်ပင်တဒေါက်တာသောညိုဝင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်18628မဲ့လက်ရှိချိန်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ212နေရာထုတ်ပြန်ထားပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက182နေရာမှာအနိုင်ရရှိထားပါတယ် ည7:00နာရီမှာကြေညာမဲ့မဲရလက်တွေကိုသတင်းမီဒီယာတွေအနေနဲ့သတင်းပြန်လည်ထုတ်လွှင့်တင်ဆက်တာတွာလာရေးအခက်အခဲရှိနိုင်တာတွေကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ည7:00နာရီအချိန်ထုတ်ပြန်မဲ့မဲရလက်စည်ရင်တွေကိုနောက်နေ့မနက်9:00နာရီမှာပူးတွဲထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ဆိုပါတယ်အနိုင်ရလွတ်တော်ကိုယ်စားလှယ်များကိုအချိန်သတ်မှတ်ပြီးတော့ထုတ်ပြန်ကြေညာပေးတဲ့နေရာမှာ မီဒီယာများရဲ့အနေထားမှာလဲညပိုင်းမှာဆိုလို့ရှိရင်သွာလာရေးခက်ခဲမှုတွေလည်းရှိပါတယ်တချို့သတင်းဂျာနယ်များဟာလဲဖောင်ပိတ်ပြီးတော့သတင်းပေးပို့မှုနောက်ကျနိုင်တဲ့အခြေအနေမျိုးတွေ့ရှိရပါတယ်ဒီလိုသုံးသပ်တွေ့ရှိရတဲ့အတွက်ဒီကနေ့7နာရီည7နာရီမှာထုတ်ပြန်ကြေညာပေးဖို့စီစဉ်ဖို့ဒီနေ့မှာထုတ်ပြန်ကြေညာခြင်းမပြုတော့ဘဲ မနက်ဖြန်17ရက်17လ2015ရက်နေ့နနေ့9နာရီအချိန်မှာရရှိလာတဲ့အနိုင်ပြတ်တော်ကိုယ်စားလှယ်လောင်းမြားရဲ့စီရင်ကိုဆက်လက်ထုတ်ပြန်ကြေညာပြင်ပြဖြစ်ကြောင်းအားလုံးကိုတိပေးတင်ပြပါမယ်အားလုံးကျေးဇူးတင်ပါတယ် အများပြည်သူစိတ်ဝင်စားစောင့်မျှော်ကြည့်ရှုနေတဲ့2015အထွေထွေရွေးကောက်ပွဲရဲ့မဲရလက်တွေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့မနေ့ပြန်နိုဝင်ဘာလ17ရက်နေ့မနေ့9နိုင်အချိန်ကစတင်ပြီး3နိုင်ချတခါထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။